တဲရပဲစီဒီကနေ့အောက်တိုဘာလ28ရက်အင်္ဂါနေ့ကနော်ရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစဉ်မှာစက်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းသစ်အတွက်ဂရီနီပြည်တွင်ပါဝင်ရှေ့ပြိုင်မဲ့ပါတီလေးခုမှကိုယ်စားလှယ်လောင်း89ဦးရှိတယ်လို့သိရပါဗျ။လိုက်ကော်မြို့မှာတိမ်းရှောင်နေတဲ့ငွေတောင်ဆက်ရှောင်တွေကိုနေရပြန်ဖို့စက်ကော်မရှင်စီယုံပြောဆိုနေတယ်လို့ဆက်ရှောင်တွေကပြောပါဗျ။ KNDF တပ်ရဲ့အမှတ်25ဖွဲ့စည်းပြီး၄နှစ်အတွင်းကိုလေးအကဆုံးရှုံးခဲ့ရတဲ့ရဲဘော်5ဦးနဲ့ ကြဆောင်ခဲ့ရတဲ့ရဲဘော်16ဦးထိရှိနေပါတယ်။ကေဖိုးတူလိလာတေယူရင်းစင်တာမှလူငယ်စွမ်းရည်မြင့်တချင်းအမတ်စင်ကားခေါ်ယူနေပြီးစတဲ့တည်င်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်ရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတစ်အတွက်ဂရီနီပီကမဲဆန္ဒအသီးသီးကနေဝင်ရောက်ရှေ့ပြိုင်မဲ့ပါတီလေးခုရှိပြီးရွေးကောက်ခံမဲ့ကိုယ်စားလှယ်လား89ဦးရှိတယ်လို့သိရပါဗျ။အဲ့ဒီပါတီလေးခုကတော့ ပြည်တော်စုချက်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီတိုင်းရင်းသားစစ်လုံးညွှန်ရေးပါတီပြည်သူ့ရှစ်ဆောင်ပါတီနဲ့ပြည်내အခြေဆိုင်ကြားပြည်내ပြည်သူ့ပါတီတို့ဖြစ်ကြပါတယ်ရွေးကောက်ပွဲကိုအချိုးချကိုစားပြုစနစ် PR နဲ့မဲအများဆုံးအနိုင်ယူစနစ် FPTP ပုံစံမျိုးနဲ့ပြုလုပ်သွားမယ်လို့စကော့မရှိကကြေညာထားတာပါကြားပြည်내အမျိုးသားလွတ်တော်အချိုးချကိုစားပြုစနစ် PR မှာပါတီ၄ခုကကိုယ်စားလှယ်လောင်း၂၁ဦးမဲအများဆုံးရသူအနိုင်ယူစနစ် FPTB မှာကိုစလေလာ55ဦးရှိနေပါတယ်။ဒီပြည်နယ်လုံးအတိုင်းအတာနဲ့ပြည်တော်စုချက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုစလေလာ26ဦး၊ကြားပြည်နယ်ပြည်သူ့ပါတီ26ဦး၊ပြည်သူ့ရှစ်ဆောင်ပါတီ25ဦး၊တိုင်းရင်းသားစီလုံးညို့ရေးပါတီ5ဦးနဲ့တတိပုဂ္ဂလပါတီစုစုပေါင်း89ဦးတို့ဖြစ်ကြပါတယ်။ရွေးကောက်ပွဲပိုင်းတင်မှာပြုလုပ်မဲ့မြို့နယ်ပေါင်း100မြို့နယ်မှာ Greenie B ကလွိုက်ကုန်တဲ့ဘောလခဲမျိုးပါဝင်နေပြီး မဲဆယ်စည်းရုံးရေးကိုရွေးကောက်ခံပါတီတွေကပြုလုပ်တာတွေမတွေ့ရသေးဘူးလို့ဒေတာခန်တွေကပြောဆိုကြပါတယ်ရှင်။တိုက်ပွဲတွေကြောင့်လွိုင်ကော်မြို့တွင်းမှာတင်းရှောင်နေရတဲ့ဒီမော့ဆိုမြို့နယ်ငွေတောင်ကျေးရွာကဒေတာခန်တွေကိုနေရပြန်ဖို့စစ်ကောင်စီအုပ်ချုပ်ရေးဖွဲ့ကစည်းရုံးပြောဆိုမှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒီမော့ဆိုမြို့ပေါ်ကဒေါငါခန်းခေါ်ဘလော့ကျေးရွာနေနာစစ်ရေးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုက်တက်တို့အခုလအတွင်းတိုက်ပွဲဖြစ်ပွားနေပေမဲ့ ငွေတောင်ဈေးရောအုပ်စုကဒေတာခန်တွေကိုနေရပြန်လာဖို့စစ်ကော်မရှင်ကပြောဆိုနေတာပါ။မနေ့ကအော်တိုဘာလ29ရက်နေ့မှာငွေတောင်ဈေးရောကအထက်တန်းကျောင်းဝင် လာမကြီးပေတလျှောက်ခြုံတွေတွေကိုဆက်ရန်တရားတွေနဲ့ရှင်းလင်းဆောင်ရွက်နေတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။စစ်ရေးအရလုံခြုံမှုမရှိသလိုလောက်ကင်စားတော့လို့မရတာကြောင့်နေရမပြောင်းချင်သေးဘူးလို့စစ်ပေးဆောင်တူဦးကပြောပါတယ်။လက်ရှိငွေတောင်ဈေးရောအုပ်စုမှာခါလာရတရားနှစ်တက်က တက်မိသားစုအတိုင်းဝိုင်းဌာနဆိုင်ရာဝန်ထမ်းနဲ့ဒေတာခန့်တချို့ပြန်လာနေထိုင်ကြပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ25ရက်နေ့ကငွေတော်ကြောင်းတိုက်မှာနေရပြန်နေထိုင်တဲ့ပြည်သူတွေကိုဒီမော်ဆိုမြို့နယ်ဦးစီးမှုရုံးကနေအင်တော်စုစည်းရေးနဲ့နိုင်ငံသားစစ်စီရေးကပ်ပြားတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ဂရီနီပြည်ရင်းမှာစည်ရေးလှုပ်ရှားနေတဲ့ဂရီနီမျိုးသားများကာကွယ်တပ် KNTF တပ်ရင်းအမှတ်15ဖွဲ့စည်းပြီး၄နှစ်အတွင်းမှာ ိုလဲကဆုံးရှုံးခဲ့ရတဲ့ရဲဘော်9ဦးရှိပြီးကြာဆုံးခဲ့ရတဲ့ရဲဘော်16ဦးရှိတယ်လို့ KDF တရ15ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် KDF တရ15ကိုပြီးခဲ့တဲ့2021ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးဒီကနေ့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာလင်းနီးပြေးခဲ့တာပါမြေပြင်စစ်ရေးအခြေတွေကြောင့်ဒီနေ့မှာတော့တက်ရည်လင်းနီးပြေးအခမ်းအနားကိုမပြုလုပ်နိုင်ဘူးလို့ဆိုပါရယ်တက်ရည်ဖွဲ့စည်းပြီးလင်းနီးပြေးအထိမ့်မှန်အနေနဲ့ အာဏာရှင်ကိုဆက်လက်တော်လှန်သွားမှာဖြစ်တယ်လို့ပြည်သူတွေအနေနဲ့လည်းဆက်ပြီးတောက်ခံပေးဖို့တောင်းဆိုချင်တယ်လို့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဒါရီပြေကြဆုံခဲ့ရတဲ့ရဲဘော်တွေကိုအစီအမဲလေးစားကအတိမတ်ပြုကြ KNTF တပ်ရဲအမှတ်15တပ်ရဲမှုကပြောဆိုထားပါတယ်ရှင်။ဂရီနီပြည်တွင်တနေရာမှာဖွင့်လှစ်ထားတဲ့ကေဖိုးဒူလေလာတည်ယူရင်းစင်တာမှာလူငယ်စွမ်းရည်မြင့်တင်ခြင်းအမှတ်15အတွက်တည်တန်းသားတည်တန်းသူခေါ်ယူနေတယ်လို့ အော်တိုဘာလ26ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။တင်နန်းကာလစုစုပေါင်း10လတာတည်ရောက်ရမှာဖြစ်ပြီးရှစ်လကိုကြောင်းအိတ်ကြောင်းစာလေ့လာတင် जा ပေးမှာဖြစ်လို့ဇန်နဲ့နှစ်လမှာတော့လက်တွေ့ဆင်ရမှာဖြစ်ပါတယ်။အသက်16နှစ်နဲ့အထက်ပညာရေးဆက်လက်တည်ယူဖို့အခက်အခဲရှိသူတွေပညာရေးခီးကိုဆက်လက်လျှောက်လှမ်းလိုသူတွေအသက်မွေးဝမ်းကြောင်းပညာဆက်လက်တည်ယူလိုသူတွေရက်ရွာဖွဖြူရေးလှုပ်ဆောင်သူတွေရှောက်ထားနိုင်ပါတယ်။ရှောက်ထားလိုသူတွေအနေနဲ့ နိုဝင်ဘာလ10ရက်နေ့နောက်ဆုံးထားပြီးလျှောက်ထားနိုင်တယ်လို့လူဦးရေ30ကိုခေါ်ယူသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရီနီပြည်သူပြည်သားအားလုံးအကြက်တဲဘွားကနေအမြန်ဆုံးလုံမြောက်ကြပါစေရှင်။ကျမမော်လေးများပါ။